ငလျင်ဘေးတင်ပြည်သူတွေအတွက်အမတန်စိတ်မကောင်းဖြစ်တဲ့ဖြစ်ရပါတယ်လို့ကျွန်တော်ဥစွာပြောချင်ပါတယ်။တဘာဝဘေးရန်နေဆိုတာအမတန်ခက်မှန်းခက်ပါတယ်။အဲ့ဒီအထဲတရမှာကျွန်တော်ငလျင်ဆိုတာပို့ပြီးတော့ခက်ခဲတယ်လို့ပညာရှင်တွေကတော့ပြောကြပါတယ်။အဲ့တော့2008ကျွန်တော်တို့နာကက်တုန်းကတော့မိုးလေဝသဥထုံးလင်းကကြိုတင်ပြီးတော့ဆေးအစိုးရကိုအတိပေးတော်냐လဲပဲအဒီကောင်တွေကလူမှုကိုကယ်ဖို့တည်းသူတို့2008ဖွဲ့စည်းပုံ တီဖြစ်ဖို့အတွက်ပဲအာယုံဆိုင်ခဲ့တဲ့အတွက်ကြောင့် Bluetooth ဟာမသေးသင့်ပဲနဲ့တိမ့်တိမ့်ကျော်တည်ခဲ့ရတယ်။တန်းနဲ့ချီပြီးအုံးမဲ့အိမ်မဲ့တွေဖြစ်ရ။ဒီကနေ့ငလင်းမှာနော်ဒါကိုကြိုတင်မသိတာဟာအပြစ်မဟုတ်တော့လည်းပဲငလင်းဖြစ်ပြီးတဲ့နောက်ပိုင်းပြန်လဲကယ်ဆယ်ရေးတွေကယ်ဆယ်ရေးလုပ်တဲ့အပိုင်းတွေမှာတော့ကျွန်တော်တို့ကစစ်တပ်ဟာနော်စစ်တပ်ဟာသူ့ရဲ့ဘလူးကောင်းအာမင်းသားကောင်းစောင်းထားတဲ့ဘလူးရုပ်ကိုပြလိုက်တယ်လို့ပဲအဲကျွန်တော်တို့ကတော့ ပြောချင်ပါတယ်အဲ့တော့ဒူဘုံမူကြီးအစင်ကစပြီးတော့ဟုတ်အောင်ဆုံးဆဲအိမ်မူလောက်အထိ ရရင်ရသလိုလင့်လစ်သလိုခိုးနေကြတာဗျာအဲ့တော့နော်တက်တဲ့ထောက်ထားတွေလည်းရှိတယ်အဲ့တော့ကယ်ဆယ်ရေးအပိုင်းမှာလည်းဒီကောင်တွေကနော်ဟိုလူထုကိုနော်ဟန်ပြလောက်ပဲအဲသူတို့လှုပ်ပြတာတွေအဲ့ဒီလိုလှုပ်အဲ့လိုစိတ်တည်ရှိလို့လဲသူတို့အချက်ကပို့ပြီးကွဲတာပဲနော်တရုတ်အဲတရုတ်ဖက်ကတော့မှပဲအဲ့ဖူလီယိုဖိုင်တခုကိုဝေဖန်ထားတာရှိတယ် အဲဒါတရုတ်တရုတ်ဘက်ကပြည်သူတွေကတော့ဝေဖန်ထားတာရှိတယ်ဆိုတော့အားလုံးကစဉ်းစားကြည့်ပေါ့ဒီကောင်တွေရဲ့အခြေအနေကအဲ့တော့ဒီငလင်းဘေးသင့်ဒေသတွေကိုသူလည်းနိုင်ငံတကာကုလသမဂ္ဂအပါအဝင်နိုင်ငံတကာနေပြီးတော့နော်မြေတရက်ခန့်နေတဲ့ကြားတွေကအဆက်မပြတ်လိန်နဲ့ဘုံကျဲတယ်ဗျာနော်အဲ့တော့ဒီကောင်တွေကဘာလို့နီးနေမှာလူစိတ်ရှိတဲ့ကောင်တွေမဟုတ်တော့ဘူးဆိုတာတော့ကျွန်တော်တို့ကရှင်းနေပြီအဲ့တော့ကျွန်တော်တို့ကအဲ့တော့ အစောကြီးကတည်းကလည်းကျွန်တော်တို့ကဒီကောင်းလေးကိုအပီးတိုင်းเนาะအမီလန်ဖို့ကျွန်တော်ကဆုံးဖြတ်ပြီးဖြစ်သွားဖြစ်ပြီးရှိတယ်။ဘာကြောင့်လဲဆိုတော့နှစ်ပေါင်း80ကျော်ပြားခံခဲ့ပြီးွားပြီ။เนาะဒါကမှကျွန်တော်တို့ကဆက်ပြီးလက်ခံနေရင်တော့ကျွန်တော်တို့လာမဲ့အနာဂတ်မျိုးဆက်တွေတော့ကျွန်တော်ကတာဝန်မကြီးသလိုဖြစ်သွားပြီ။အဲ့တော့ဒီမတီးတော်လိုင်းကာလမှာမှမမျှော်လင့်မဲ့တဘာဝဘေးတွေကဆက်တိုက်ဖြစ်တာရေတွေကြီးတယ်ဟာလာလူတွေတိတယ် အိမ်နေဟာလာအိမ်နေတရွာလုံးကျွနေပါမြေအောက်ရောက်သွားတယ်အဲနောက်တစ်ခါအခုကျွန်တော်တို့ငလင်ပေးကြုံတယ်ငလင်ပေးရတဲ့အခုဒီမပေးသေးဘူးဆိုတဲ့အခါကျတော့ဒီငလင်ဖြစ်လိုက်တဲ့အတွက်ပြည်သူတွေအများကြီးဒုက္ခရောက်တာပေါ့နော်ဒုက္ခရောက်တာပေါ့အဲ့တော့အာကျွန်တော်တို့ဒါအသက်တွေဆုံးရှုံးရတယ်မိသားစုတွေနော်ဘဝတွေပြတ်ကုန်တယ်ဆိုတော့တော့ကတော့ပြောလို့ မကုံနိုင်ပါဘူးအဲတစ်ဖက်မှာလဲနော်အဲဒီတဲ့ဆိုးတဲ့ဟာရှိပါသေးတယ်အဲ့ဒါကတော့ဒီအာနာရှင်စနစ်ကြီးသာဆက်ပြီးတော့ တီတက်နေမှာဆိုရင်ကျွန်တော်တို့နှစ်ပေါင်းရာနဲ့ခြေပြီးတော့เนาะကျွန်တော်တို့ကျုံဖြစ်သွားမယ်မြောက်ကိုရီးယားကိုပဲဥပမာကြည့်ပါမြောက်ကိုရီးယားပြည်သူတွေရဲ့အခြေအနေဒါကြောင့်ကျွန်တော်တို့เนาะတရင်လွတ်လပ်ခွင့်လုံးဝမရှိလို့တစုံတစားထွက်လာတဲ့ပူလီယိုဖိုင်တွေကိုကြည့်ရင်တော့တော်တော်စိတ်မကောင်းစရာပဲမြောက်ကိုရီးယားပြည်သူတွေရဲ့အခြေအနေကအဲ့တော့မအာလာကအဲ့ဒီလမ်းကိုတွားနေတာဖြစ်တယ်เนาะအဲ့တော့ဒီဟာကိုဒါမတားဆီးနိုင်ဘူးဆိုရင်เนาะအခုငလျင်ပေးတဲ့အစာပေါင်းများစွာ ကျုံတဲ့ဘေးတွေကိုကျွန်တော်တို့ကနောက်အနာဂတ်မှာကြုံတွေ့ရမှာဖြစ်ပါတယ်။အဲဒါကြောင့်ကျွန်တော်တို့ကငလျင်ဘေးကြုံတာတော့စိတ်မကောင်းဖြစ်ပါတယ်။သို့တော်လည်းပဲတစ်ဖက်မှာလည်းအဲတော့ဒီငလျင်ဘေးတဲ့အစာပေါင်းများစွာဆိုးတဲ့အဲဒီမအလာအပါဝင်အာနာရှင်စနေကြီးပြုတ်ကြဖို့အရေးမှလည်းကျွန်တော်တို့မျက်ချင်မပြတ်ဖို့လိုပါတယ်။အဲတော့ကျွန်တော်တို့ဒီကနေ့ မြန်မာပြည်မှာဖြစ်နေတဲ့တဘာဝဘေးအပါဝင်မြန်မာပြည်ကိုတက်ရောက်နိုင်တဲ့ကမ္ဘာအရေးတွေပါပြန်ပြီးကြီးလိုက်တဲ့အခါကျရင်ဟာမြန်မာပြည်ကိုအဓိကပံ့ပိုးနေတဲ့တရုတ်နဲ့ရုရှားကအချင်းကြီးတို့ကျွန်တော်တို့ကမလွှဲတာမဖြစ်မနေအဲကျွန်တော်တို့ကကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ရုရှားကိုပြန်ကြည့်လိုက်မယ်ဆိုရုရှားကယူကရိန်းအရေးနဲ့ပတ်သက်ပြီးသူငြိမ်းချမ်းရေးမယူဘူးလို့သိရတယ်အဲ့ဒီလိုငြိမ်းချမ်းရေးမယူဘဲဆက်တိုက်နေမှာဆိုရင်နော်အမေရိကန်အစိုးရရဲ့တိုက်ခတ်ပိတ်ဆို့မှုကိုသူတို့ပြင်းပြင်းထန်ထန်ခံရဖို့ရှိတယ် အဲ့တော့ပြင်းပြင်းထန်ထန်ခံရတဲ့ခါတိုင်းမှာ ပူတင်ကဟလာရှီချင်းဖင်အာကိုနဲ့သူထွက်ပေါက်ယူတယ်အဲ့တော့ရှီချင်းဖင်ဘက်ကိုတရုတ်ဘက်ကိုပြန်ကြည့်တဲ့ခါမှာလဲတရုတ်ကအမေရိကန်နဲ့ဟလာကုန်စည်စစ်လုပ်နေတယ်အဲ့ဒီမှာတရုတ်နှစ်ဖက်စလုံးတော့ထိတယ်အမေရိကန်မှာလည်းထိတယ်ဒါကျွန်တော်ဒီမှာကုန်ပစ္စည်းတွေစင်းတွေတက်ကုန်ပြီနဲ့ကျွန်တော်တို့တဲ့အဲတရုတ်ကပိုထိတယ်လို့ကျွန်တော်ကတော့မြင်တယ်ဘာကြောင့်လဲဆိုတော့တရုတ်မှာစစ်ရုံတွေပိတ်ကုန်တယ်ဆိုတော့အဲတရင်တွေကျွန်တော်တွေ့နေရတယ်အဲ့တော့စစ်ရုံတွေပိတ်ပြီးတာနဲ့ အပြိုင်နဲ့အလုံးလက်မဲ့ပြဿနာတွေပေါ်လာတော့အလုံးလက်မဲ့ပြဿနာတွေကိုကောင်းကောင်းမထိန်းချုပ်နိုင်ဘူးဆိုရင်နော်ဒါတွေကတခြားစီးပွားရေးအဆင်မပြေမှုကနေတစ်ဆင့်နိုင်ငံရေးမကျေနပ်မှုတွေအထိပါရောက်သွားနိုင်တဲ့ အဲလို့တော့ကျွန်တော်ကတော့စိုးကျိုးတွေအများလာအဲ့လိုပဲမြင်တယ်အဲတိကျကတိမတိုင်ခင်တွေကသူတို့ဟာလာစီပွားရေးကကြာနေပြီဆိုတဲ့သတင်းတွေလည်းကျွန်တော်ကသိရတဲ့အခါကျတော့အခုလိုမျိုးကုံတွယ်ရေးစစ်ကနေပြီးတော့သူ့တပူစိုးကျိုးတွေဖြစ်လာနိုင်တယ်အဲ့တော့အဲ့တော့သူထိလားမထိလားဆိုတာတော့ရှင်ကျစ်ဖင်ကနော်အဲတိနိုင်ငံကြီးလောက်တဲ့အတွက်ဒါတွေကိုအားလုံးပူးပေါင်းပြီးတော်လှန်မယ်ဘာညာနဲ့နိုင်ငံတကာကိုစီယုံသိမ့်တယ်ဒါဟာသူထိလို့ပဲဒီလိုစကားထွက်လာတာဆိုတာတော့ရှင်းပါတယ်အဲ့တော့မအားလားဘယ်လိုမျိုး တက်ရောက်မှုရှိတယ်လေဟုတ်ပြီ तू အားကိုးတဲ့ तू 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 ခရရင်ပြောပါ तू ပထွေးတွေပေါ့ဗျာ तू အားကိုးတဲ့ तू ပထွေးတွေဒုက္ခရောက်တဲ့ခါကျတော့အဲ့သူ့ကိုလေနော်အဲ့ဟိုလူဆိုတာကအစဉ်ပြေနေ ူညီရတာတမျိုးလေမပြည်လဲတဲ့ကြားထဲကကူညီရတဲ့ခါမှာတမျိုးဖြစ်သွားတယ်လေဗျာအဲ့တော့အခုလဲဒါသူအားကိုတဲ့သူ ပထွေးတွေကခြေနဲ့ကြက်ထက်ရောက်လာပြီဆိုတဲ့အခါကျတော့ဘာပဲပြော့ပြော့အရင်အားလောက်တော့ဟိုမကူညီနိုင်တဲ့အနေထားတော့ဖြစ်သွားလိမ့်မယ်ဒါဟာကျွန်တော်တို့ကောင်းတဲ့တရင်ဖြစ်တယ်နော်ဟုတ်လားအာအခုကျွန်တော်တို့ဒီရခိုင်ဘက်မှာဆိုရင်လဲဒါပြည်နယ်လုံးကျွတ်နှိပါလောက်ကိုနော်တော်လိုင်း အေးရတိမ့်ပိုက်ထားပြီဖြစ်တယ်။အဲကျွန်တော်ရှမ်းပြည်မြောက်ပိုင်းတော့ KIA နယ်မြေမှာလည်းဒီလိုပဲအဲ့တော့ last show ပါသွားတာတော့လည်းတော့ကျွန်တော်တို့ဘာမှမှုစရာအကြောင်းမရှိဘူး။နော် last show တင်းကိုကျွန်တော်တိတ်ချာနားထောင်ပါတယ်။ last show ပါတယ်ဆိုပေမဲ့အဲ့ last show ပတ်ပတ်လည်းမှာနော်ကိုကန့်နေကဆက်ပြီးရှိနေတော့မယ်။နော်အချိန်မီးဝင်တိုက်လို့ရတယ်ဆိုတဲ့အနေထားပေါ့ကျွန်တော်ကတော့ပြောချင်ပါတယ်။တရုတ်ဖီအားတွေကြောင့်သူနောက်တလန်းဆုတ်ခဲ့ရတော့ညာလည်းပဲ နော်အချိန်မွေးပြန်ပြီးယူလို့ရတယ်ဆိုတဲ့အနေထားရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဟုတ်ပြီလာရှိုးတို့တောင်ကြီးတို့တခြားပြည်ကြံတယ်ပဲထားပါအောင်ဗျာအဲ့တော့ဒီလောက်ဝေးတဲ့နေရာတွေကိုစစ်တပ်ကဘလို့ထောက်ပို့ပို့มาလဲအဲ့အဲ့ဒါလည်းပြဿနာရှိတယ်နော်အဲ့တော့လာရှိုးမှာဆိုရင်လည်းဒါကိုကန်တခြားနော်အဲဟိုကလောက်ထားတာထောက်ပို့ဖြတ်ထားတဲ့အနေထားရှိတယ်အဲ့တော့လာရှိုးကသာပေးလိုက်တာဒီ လာရှုကိုဟလာစစ်ကိုအရာရောထောက်ဖို့အရာရောလောက်ရမယ်လမ်းကြောင်းတွေကျွန်တော်တို့က MDA ကဆက်ပြီးထိန်းချုပ်ထားဆဲပဲလာရှုပေးလိုက်ရတယ်ဆိုတော့အမြီပဲရှိတယ်အဲနောက်တစ်ခါဒီကနေ့ငလျင်ဖြစ်လိုက်တဲ့အတွက်ကြောင့်နိုင်ငံတဝန်းမှာလမ်းမဆက်တွေတော်တော်လေးပြတ်တောက်သွားတယ်အဲ့ဒါဟာနော်ကျွန်တော်တို့ပြည်သူထက်ဒီကောင်ပို့ထိတယ်ကျွန်တော်တို့ကတော့ဗျာတကောင်းနဲ့ညစ်မနဲ့တော့နော်ပြီးကျွန်တော်တို့တော်လိုင်းအင်အားစုတွေဆိုတာလည်း နော်ဘဟုချောက်ကင်မှုဆိုတာတဲ့ဘဟုကနေပြီးလှမ်းပြီးတော့ထောက်ပံ့မှုဆိုတာတဲ့ကိုဟာကိုရက်တည်နေကြတာနော်ကိုကိုဒေတာကပြည်သူတွေရဲ့ထောက်ပံ့မှုတွေနိုင်ငံတကာရောက်နေတဲ့ပြည်သူတွေရဲ့ထောက်ပံ့မှုတွေနဲ့ရက်တည်နေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီထောက်ဖို့အပိုင်းမှာပူစရာတိတ်မလို့ဘူးအေးသို့တော်များလည်းပဲနော်စစ်တပ်ဟာ ြည်သူကိုရန်သူနေမီလို့သဘောထားပြီးနေနေရတဲ့အခါကျတော့ဟာလာသူတို့အနေနဲ့အဝေးရောက်နေတဲ့စစ်စခန်းတွေကိုစားနပ်ရိက္ခာစားလို့လက်နက်ခဲယံအစုံထောက်ဖို့လုပ်တဲ့အခါမှာပြဿနာအများကြီးရှိတယ်။နော်ကျွန်တော်တို့ငှက်ရင်ကြွေးထားမဲ့ပြည်သူရှိတယ်။ဒီကောင်တွေငှက်ရင်ကြွေးမဲ့ပြည်သူမရှိဘူး။အဲဒါဟာကျွန်တော်တို့အတွက်တဘာဝက ေးလာတဲ့အဆိုးတဲ့အကောင့်လို့ပြောရလိမ့်မယ်အဲ့တော့ဒီကောင်ကဟာဒီထောက်ဖို့လုပ်ဖို့အတွက်ဒီလမ်းပန်းတွေကုန်းလမ်းကြောင်းတွေမကောင်းတော့ဘူးဆိုရင်နော်လေကြောင်းကိုပဲသူတို့တုံးရမှာ ဟလာဒီငလီမတိုင်ခင်ကလည်းကျွန်တော်ဒလန်အင်အားစုတွေတကယ်အချက်ကြကြတဲ့လမ်းမကြီးတွေကိုအတိုင်းတာတစ်ခုတည်းထိ ंछ ုပ်ထားနိုင်တဲ့အနေအထားတွေရှိနေတယ်။ဒါကြောင့်လည်းဒီကောင်လေးထောက်ပို့ပြီးမကြာခဏလမ်းတွေဖြတ်တိုက်ခံရတာတွေရှင်းရှင်းပြောရမယ်နေပြည်တော်ရန်ကုန်နေပြည်တော်လိုလမ်းမကြီးနေပြည်တော်နဲ့အနီးဆုံးနေရာမှာတော့ဒလန်အဖွဲ့တွေကနော်ကျွန်တော်တို့ ဝင်ရောက်စစ်ဆေးတာတွေတားစီစစ်ဆေးတာတွေမကြာခဏကြုံတွေ့နေရတွေ့နေကြတာဒါတွေအားလုံးကြည်ခြုံခုံကြည့်မယ်ဆိုရင်တော်လန်ရေးအတွက်စစ်ပွဲတစ်ပွဲတည်းအချက်ချာကြတဲ့အဲထောက်ပို့လမ်းကြောင်းကိုကျွန်တော်တို့ကအတိုင်းအတာတစ်ခုထိဖြတ်တောက်ထားနိုင်ခဲ့ပြီးပြီးငလင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာတဘာဝကပြီးတဲ့เนาะကျွန်တော်တို့အတွက် စစ်ကူပေါ့ဗျာအဲ့ဒါကကြောင်တေကောင်ဟာပို့ပြီးထောက်ပံ့ရန်ကြောင်မှာစိုးစိုးဝါးအခြေအနေတွေဖြစ်လာပြီအဲ့တော့လေရင်နဲ့ပို့မယ်ရပါတယ်ပို့လို့ရတယ်အဲလာပါဦးမယ်လေရင်နဲ့ပတ်သက်ရင်လည်းကျွန်တော် iron လုံးကနေပြီးတော့တင်ထားတဲ့အဲကျွန်တော်တို့ဟိုပေါ့ဗျာအစီရင်ခံတာပေါ့အဲ့ဒါကဒီကျွန်တော်6လပိုင်းမှာ iron လုံးညီလာခံရှိတယ်အဲ့ကြအတီးပြုတ်လိုက်မယ်အဲ့ဒီလိုအတီးပြုတ်ပြီးတာနဲ့တော်လိုင်းအင်အားစုတွေဘက်ကလည်းဒါကိုအမြန်ဆုံး အသက်ဝင်အောင်ပြစ်တံအမြန်ဆုံးအသက်ဝင်အောင်လုပ်နေကြတယ်ဆိုတဲ့အခါကျတော့အဲ့ဒီပြစ်တံသာအသက်ဝင်မယ်ဆိုတော့ဒီကောင်းလေးအရှင်လိုလက်လွတ်စပယ်နော် လင်းစီဝယ်တာတို့ဒီလင်းရင်အဖို့ပစ္စည်းတွေဝယ်တာတို့လုပ်လို့မရဘူးလင်းစီဝယ်တဲ့အထက်ထဲမှာ BNN ကုမ္ပဏီတွေလည်းပါတယ်လို့သိရတယ်အဲ့ဒီအခါကျတော့တရုတ်ကိုတားဆီးလို့ရချင်မှရမယ်သို့တော်လည်းပဲ BNN အပါဝင်တခြားနိုင်ငံတွေဥတော့အဲကျွန်တော်တို့ဟို အရင်ထက်ပိုပြီးတော့ကျွန်တော်တို့ပိတ်ပင်သားစီနိုင်မယ်လို့တော့ကျွန်တော်မြင်တယ်။အဲ့ဒီလိုပိတ်ပင်သားစီလိုက်ခြင်းအဖြစ်ဒီကောင်တွေကဈေးနှုန်းပိုပြီးတော့ပတ်စံပိုများများတုံးလာလိမ့်မယ်။အဲ့ဒီအတွက်တို့ရဲ့ budget ကိုပိုပြီးတော့အချိန်တိုအောင်ပို့ကျွန်တော်တို့ကမြင်တယ်။အရင်ကတစ်နှစ်တုံးနိုင်တယ်ဆိုအခု6လလည်းဖြစ်ဖြစ်မယ်။3လလည်းဖြစ်ဖြစ်မယ်။အဲ့ဒါဟာကျွန်တော်တို့အတွက် ကောင်းတဲ့ရင်ဖြစ်တယ်အဲ့တော့လာရှိုးပေးလိုက်ရတာတို့ရန်ကုန်မှာတကြံပွဲလုံနိုင်တာတို့ဒါလေးတွေကိုကြည့်ပြီးတော့တော့မင်းတို့တော်လန်ရေးရတော့သွားပါပြီဆိုတာမျိုးတော့ကျွန်တော်တို့ကိုဝေဖန်မဆောပါနဲ့နော်ဝေဖန်မဆောပါနဲ့အတီးတဲ့ကောင်းတဲ့အပြူဟာလေးနော်စစ်စင်ရေးတွေမကြခင်လာတော့မှာပါအဲ့တော့ NUG ရဲ့အတီးက ပြင်းမှန်းချက်ကပါလဲနေပြီးတော့လမ်းမြအားလုံးနေပြီးတော့သူအဲ့ဒါဟာတကယ်ပဲဖြစ်လာပါလိမ့်မယ်နော်အဲ့တော့ဒီကနေ့ energy နဲ့တိုင်းသားတဲ့ EO တွေကြားမှာနော်ဟိုညှင်းညွတ်မှုမရှိဘူးလို့ဘာလို့ပြောနေကြတာပါအမှန်တကယ်တော့ကျွန်တော်တို့ သိရတဲ့အနေထားအရာဆိုရင်တော့အားလုံးကတသားတည်းရှိတယ်လို့ပြောချင်ပါတယ်အဲ့တော့ဘုံကျုံထွန်းမြတ်နိုင်ရဲ့မိကုံးတွေကိုပဲဖတ်ဖတ်နော် KIA ရဲ့သဘောထားတွေကိုပဲကြည့်ကြည့်နော်ဒီကနေ့တော်လန်ရေးမှာတကယ်အဓိကအရေးပါတဲ့ KIA နောက်တစ်ခါကျတော့ AE နောက်တစ်ခါ KNU နော်ဘာပဲပြောပြော KNU ကလည်းအတိုင်းအတာတစ်ခုထိတော့တော်လန်ရေးမှာတော့အရေးပါနေတာပဲကြံတဲ့ကြားဖြန့်ကိစ္စဟာလာဒီဆော့ချက်သူနဲ့ဇာတိရဲ့တက္ကနာပေါ့ဗျာနော်အဲ့ KNU မှာလည်းတကယ်ရုံထွက်ခြင်းနဲ့မြို့ဆက်တဲ့ အဟိုပါဗျာအကောင်းဆောင်နေရှိနေတာပဲဆိုတော့အခါကျတော့ဒါတွေအားလုံးကြည့်လိုက်မယ်ဆိုရင်နော် NUG နဲ့ဒီဒေါ်လာအဖွဲ့တွေဟာအတိုင်းတာတစ်ခုထိသဘောတူညီချက်တွေရထားပြီဆိုတာတော့ပေါ်လွင်တယ်အဲ့ဒါကျွန်တော် NUG ကဟိုတလောဥရင်မွန်ပြောတယ်လို့မျိုးတတိုင်းပြည်လုံးအတိုင်းတာရတောင်းနဲ့ချီပြီးတော့နော်ဟိုတော်လိုင်းအင်အားစုတွေတောင်းနဲ့ချီပြီးတော့တော်လိုင်းရဲမှာအာတော်လိုင်းစစ်ကို တတိုင်းပြည်လုံးအတိုင်းအတာနဲ့လုပ်မယ်ဆိုတာကဖြစ်နိုင်ခြေတွေအများကြီးရှိတယ်ဖြစ်နိုင်ခြေတွေအများကြီးရှိတယ်လို့တော့ကျွန်တော်မြင်တယ်လင်းနေတော့ကာလအတွင်းထဲမှာအဖက်ဖက်ကနေပြီးတော့နော်ဟိုလက်နဲ့အရာရောနှီးပြူရောကျွန်တော်တို့စစ်ပညာအရာရောနော်ကျွန်တော်တို့တခြားအထောက်ပံ့တွေအရာရောလုံနိုင်တဲ့အနေအထားရှိနေပြီလို့တော့ကျွန်တော်မြင်တယ်စစ်တပ်ဘက်ကတော့ပက်ပေါင်းစုံမှာတော့ပြိုလဲနေတဲ့အနေအထားဖြစ်တယ်ဟန်ပြလောက်ပဲရှိတယ် နော်ဟန်ပြတော့ပဲရှိတယ်အခုအဲကျွန်တော်တို့ tax in နဲ့ဟိုကျွန်တော်တို့အာ NOI နဲ့သွားတွေ့တာတော့ပါတော့ကျွန်တော်ဒီနေရာမှာပြောချင်တာက NOI ဆိုတာကတော့ပေါ်သေးသေးမဟုတ်ဘူးအရင်တော့ကတကယ်ကိုနာမည်ကြီးတကယ်ကိုဟိုပေါ့ဗျာဟို စိတ်သက်မာကြောတဲ့ဒီမလေးရှားမှာဆိုတော့အတိုက်ခံခေါင်းဆောင်တယောက်ဗျအဲ့တော့အန်နဝါကတော့ရှင်းထားတယ်မအလာနဲ့ကျွန်တော်တို့တက်ဆင်နဲ့တွေ့မအလာကတက်ဆင်ကသူကထိုင်းမှာတွေ့တာဟာနော်ဒီကယ်ဆယ်ရေးအဖွဲ့တွေအေးတွားနိုင်ဖို့အတွက်စစ်ပွဲတွေရပ်ဖို့တက်တန်းထိုးဖို့ပဲသူတိုက်တွန်းဖို့လို့တော့ပြန်ရှင်းပြထားတယ်ပေါ့ဗျာအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ပေါ့ဒါအလာရဲ့နိုင်ငံတကာကိုတရုတ်ကနေထိုးပေါက်မှုတွေကလည်းထင်သလောက်မပေါ့ဘူးနော်ဒီဒီကျွန်တော်တို့ငလျင်ကြောက်ကပိုင်းကြီးကသိပါပြီ နော်ငလျင်ကြောက်ကပိုင်ကြီးကသိပါပြီအဲ့တော့အရင်ကမင်းတို့အချင်းချင်းဖြစ်တာပဲဆိုတာထက်ဒီနေ့အချိန်ခါမှာလူသားချင်းစာနာမယ်ဆိုတော့စိတ်ဒီစာနာမှုတွေဟလာတကယ်ဟိုချန်ပီယံရှစ်လိုပြိုင်ပွဲကြီးမှာမြန်မာပြည်အတွက်ငြိမ်သက်တာတွေ နောက်တစ်ခါတခြားဟိုတကယ်နိုင်ငံတကာအသိပွဲတွေမှာမြန်မာပြည်ငလျင်အတွက်เนาะငြိမ်သက်ပြတာတွေဒါတွေဟာကမ္ဘာပြည်သူတွေဟာမြန်မာပြည်အကြောင်းကိုเนาะအရင်ခါတဲ့ပုံပြီးသိလာသလိုမြန်မာလူထုပေါ်မှာစာနာလာပြီဆိုတာကိုပြောချင်တာဒီနေရာမှာကျွန်တော်ကအစိုးရနဲ့လူထုဆိုကျွန်တော်ကလူထုကိုပို့ပြီးတော့ယုံကြည်တယ်လူထုအားကိုပို့ပြီးတော့အားကိုတယ်ဘာကြောင့်လဲဆိုတော့အစိုးရဆိုတာလူထုကရွေးချယ်လို့ဖြစ်လာတာဖြစ်တယ်အဲဒီနေရာမှာလူထုအင်အားဘယ်လောက်ကြီးတယ်လဲဆိုတာကเนาะမအလားချက်ချင်းပြန်ပြေးရတဲ့အဲထိုင်းအစီ ဝေးပွဲကိုကြည့်ပေါ့ထိုင်းပြည်သူတွေကန့်ကွက်တဲ့အတွက်ကြောင့်မဟာလာမနေရတော့ထိုင်းပြည်သူတွေရဲ့ဆန္ဒကိုဝင်ကြီးချုပ်တက်ဆင့်သမီးရတယ်မလုံဆိုင်ရဲဘူးဒါကြောင့်လူတို့အားကတိတ်ကြီးတယ်ဒီကနေ့ငလျင်ဖြစ်လိုက်တဲ့အတွက်ကမ္ဘာလူတို့ရဲ့ဆန္ဒမှုကိုကျွန်တော်တို့ရတယ်ဒီနေ့အချိန်ထိလည်းမြမပြည်ရဲ့တည်င်းတွေကိုသူတို့နားဆွင့်နေတယ်ဆိုတာကိုကျွန်တော်ကြုံတွေ့ရတာနေတယ်အဲကျွန်တော်တက်တိတ်ထူးလို့ရတယ်ကျွန်တော်ကာစနာမှာလည်းကျွန်တော်တို့ ဗမာပြည်ကလာရဆိုတာသိတယ်ဗမာပြည်ငလင်လောက်တဲ့အခါမှာဆိုစိတ်မကောင်းဖြစ်တယ်ဆိုတဲ့အကြောင်းနဲ့ကျွန်တော်ပြောပြတယ်ဒါဒါကပပြည်သူတွေရဲ့စာနာမှုကိုကျွန်တော်တို့ရတာကပမင်းတရင်မီဒီယာတွေရဲ့အာယုံဆိုင်မှုကိုခံနေရတဲ့အချိန်ဖြစ်တယ်အဲဒါကြောင့်မင်းအွန်လိုင်းက ဘလို့နီးနေဖြစ်ဖြစ်မီဒီယာဘက်ရှုတော့မှာဟောနောက်တစ်ခါနိုင်ငံရေးစီးရေးနော်ဘယ်ဘက်ကမှကောင်းလာစရာ မရှိတော့ဘူးဒါတဘာဝတရားကြီးကလည်းနော်သူ့ကိုပို့ပြီးတော့ခြင်းနဲ့ကြက်ထဲကိုတွန့်ပုတ်နေတယ်အဲ့တော့ဟောငါတို့ပြည်သူတွေခံလိုက်ရတာဟုတ်ပါတယ်ကျွန်တော်တို့ခံလိုက်ရတယ်နော်ခံကြရတယ်ဘယ်အစိုးရပဲအုတ်ချုပ်အုတ်ချုပ်ဒီငလင်ပေး NLD အုတ်ချုပ်နေလဲဒီငလင်တန်ခံရမှာပဲတို့ပေမဲ့နော် မင်းကောင်းမင်းမြတ်ဒီတကယ်လူတို့ကိုမျက်နှာမူပဲအဲအစိုးရတွေလက်ထက်မှာတော့ကျွန်တော်တို့ကစာနာမှုအပြည့်ရတာပေါ့ဗျာလူလူလူဆက်ဆံခံရတာတော့အခုလိုမျိုးကျွန်တော်တို့ကြားနေတဲ့ခိုးကြောင့်ခိုးရဲ့ခိုးကြိုးကိစ္စတွေတော့အဲအဲ့ဒီအစိုးရတွေကတော့ကောင်းကောင်းကင်ပြန်မှာကျင်းနေတယ်နော်ဒီတည်းလည်းနိုင်ငံတကာအထောက်ခံတွေပို့ပြီးရလာနိုင်စွမ်းရှိတယ်အခုလိုမျိုးမကောင်းတဲ့ကောင်းတွေကြောင့်နိုင်ငံတကာကပြန်မကောင်းလို့သာအဲဒီလှုပ်ပေးနေရတဲ့သဘောလိုပဲကျွန်တော်မြင်တယ်အခါကျတော့ ကျွန်တော်တို့ကအစိုးရရအကောင့်လို့ပြောရမှာပေါ့ဒီတဘာဝဘေးရန်တွေအကြီးဟာတတိုင်းပြည်လုံးကိုရိုက်ခတ်တယ်နော်ဒီအပြင်မအလာတာပို့ပြီးထိတယ်လို့ကျွန်တော်မြင်ပါတယ်ဘာကြောင့်မအလာတာနော်ဆက်ပြီးအုပ်ချုပ်ခွင့်ရမယ်ဆိုခဲ့ရင်ကျွန်တော်တိုင်းပြည်ကနှစ်ပေါင်းရာနဲ့ချီပြီးတော့မြောက်ကိုရီးယားလိုဖြစ်သွားလိမ့်မယ်အဲ့ဒါဟာပိုဆိုးပါတယ်နော်နော်ပိုဆိုးပါတယ်အနာကကျွန်တော်တို့မျိုးဆက်တွေနော်တန်းနဲ့ချီပြီးတော့ဒီမိုင်းမှာလူကြီးတန်းတရာဖြစ်လာမယ်ဆိုရင်လည်းအဲ့တန်းတရာတော့လူဦးကြီး ရေထဲကမှဒီကောင်လေးလက်သုပ်စာလွှဲပြီးတတိုင်းပြည်တော့တခါရောက်မယ်အခြေအနေရှိတယ်။အဲဒါကလည်းရေရှည်မှာတွက်ကြည့်မယ်ဆိုအမတန်အန္တရာယ်ကြီးတဲ့ကိစ္စတခုဖြစ်ပါတယ်။ဒီကောင်လေးနော်ဒီငလျင်ကြောင့်နော်နိုင်ငံတကာဒီကောင်းလေးမှာပို့ပြီးမကောင်းမြင်တဲ့နိုင်ငံတကာကပြည်သူတွေရဲ့ကျွန်တော်ပုံမှာပိုဆာနာတဲ့ဟာကကျွန်တော်တို့တော်လိုင်းရဲ့အများကြီးခွန်အားဖြစ်စေပါတယ်။ဒါကြောင့်တော်လိုင်းရဲ့ပတ်သက်ပြီးတော့နော်ဒီကောင်းလေးရဲ့ဝါရဖြတ်မှုတွေအာအာချိနဲ့နေပါပြီးတော့လာရှုပ်ပြန်ပြီးတော့သွားပါပြီးတော့မတွေးပါနဲ့ မတွေးပါနဲ့အဲ့လိုတော့မမြင်လိုက်ပါနဲ့အားလုံးကိုခြုံငုံပြီးကြည့်မယ်ဆိုရင်တော်လန်ရေးဟာနော်မကြသောကာလတစ်ခုမှာကျွန်တော်တို့အောင်မွေးတဲ့အပိသက်နော်အဆုံးဖြတ်ပေးပါလိမ့်မယ်ဆိုတာတော့ကျွန်တော်ရဲရဲကြီးပြောရပါတယ်ဆိုတာကိုကျွန်တော်လူတို့ကိုနော်ငလျင်ပေးခံရတဲ့လူတွေကိုအားပေးစကားပြောရင်းနဲ့ငလျင်ထက်ဆိုးတဲ့အာနာရှင်စနစ်ကြီးရလဲကျွန်တော်တိုင်းပြည်မှာနော်မကြခင်ခြုံငင်းရမယ်ဆိုတာကိုကျွန်တော်ကဒီနေ့ကနေပြီးတော့ပြောတာပါအဲ့တော့ ကျောင်းလူလူအနေနဲ့လောက်မှာတခုပဲရှိပါတယ်အဲ့တော့မကြာမီမှာတတိုင်းပြည်လုံးအတိုင်းအတာနဲ့တော်လန်စစ်ဆင်နှွှဲလာတဲ့အခါမှာเนาะတတိုင်းပြည်လုံးကိုဟိုယခုရောနောင်ရောဒုက္ခပေးမဲ့ဒီမအလာပါဝင် အာနာရှင်စနစ်တွေကိုပြုတ်ကြရေးမှာเนาะတတတာအပါဝင်ပူပေါင်းပေးကြပါလို့ကျွန်တော်ဒီနေ့ကနေထပ်မံပြီးတော့တောင်းဆိုလိုက်ပါတယ်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်ကြီးအများဆုံးအေးချမ်းပါစေလို့ကျွန်တော်အဝေးရောက် မြန်မာတယောက်အနေနဲ့ထပ်ပြီးဆွတောင်းပေးပါရခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်